မယ်မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့စေးစေးရဲ့မိုင်းပြမုံဝေးဆိုတဲ့မဂ္ဂဇင်းဝတ္ထုတော်တစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာမိုင်းပြမုံဝေးညကအိမ်မက်တွင် အမေကို အထွန်းထက်တွေ့တော့မမြဲတိုင်းကြောက်တုံးတုံးကြိုင်လျက်သားဒါအထွန်းဒီကြောက်တုံးကိုတရက်လောက်ဒါကြောက်ဖို့ရည်ထည့်တယ်နော်နေဝင်ချိန်ရောက်မှ အမိုက်ပုံးလေးကိုနောက်ပြန်ပစ်ခဲ့တကယ်အပြင်ဖြစ်ရမှာအမေကအထွန်းလှုပ်ရမည်ကြောက်ခဲလွင့်ရေရာကိုဒီလိုဖုံးဆက်ပြောခဲ့ပေမဲ့အိမ်မက်ထဲမှာတော့အမေကအထွန်းလွင့်ပစ်ခဲ့သည့် လက်တဝါအရွယ်ကြောက်တုံးကိုကင်လျက်သာအမေဒီကြားတော်ရခဲ့ အလောက်ကင်ခွင်လန်းရဲဟု အထွန်သွားရမည်နိုင်ငံရချာအလောက်ကို အလွန်မင်းဝမ်းမြောက်ခဲ့သူ သွားရပါတော့မည်တေချာမှအထွန်လှမ်းပြောသည်ကိုပင်တခုခုချွတ်ချော်မည်ဆိုကအမေမှသူကိုကိုွယ်သည်နတ်ကတော်ခိုင်းသမျှစရိယာမျိုးစုံကို လိုက်နာခဲ့သည်အဲ့ဒီအချိန်ကတော့ လေရင်လက်မှတ်သားစောင့်ဖို့ကြံသည့်အထွန်းဒီလဲအမေလိုပင် အခက်အခဲတစ်ခုခုဖြစ်မှာစိုးရိမ်စိတ်ကြီးနေ၍အသက်20ရွယ်၌ပထမဆုံးရေရာကို အမေခိုင်းသည့်အချိန်လောက်ခဲ့သည်ထိုနေ့ကတနေကုန်သွားနေကြအထွန်းဆရာဤတင်တန်းမှအပြန်ဘတ်စကားဂိတ်ပေးအမိုက်ပုံနဲ့ကြောက်တုံးကို အထွန်းလှင့်ပစ်ခဲ့သည်ဒုံငနေမြည်သည့်ဖိုက်ပါအမိုက်ပုံနဲ့ကြောက်တုံးကြတဲ့ကြတော့ မထွန်ရင်နဲ့ဒိုင်းကနေမြေအောင်ထိတ်လန့်ခဲ့ရသေးသည်လူတွေချိန်နေသည်ကိုမမြင်အောင်ပြုတ်ကနောက်ပြန်ပြစ်လိုက်သည့်ကြောက်တုံးအားလှဲ့မကြည့်ပဲအထွန်စိတ်တင်းထွက်ခဲ့သည်မှာလေရင်နှစ်ဆင့်ပြောင်းစေးရသည့်ပါရှမ်းမြေ UAE တို့ရောက်သည့်အချိန်ပင် အိမ်မက်ဆန်သောမြုံမုံပြားလဲလဲရှက်ထားသောသူတို့မျိုးတော်တို့ခြေချမိသည့်အချိန်အထွန်မှာအိမ်မက်မသိနေ အထွန်းနှင့်အလုတ်တူဝင်းမြေမြမလူငယ်၁၀ဦးမှမြို့တော်၌တညတာတက်ခိုရပြီးမြို့လေးမြို့သို့အတီတီဖွဲ့သွားကြရသည်။လေရင်ပေါ်၌အထွန်းဘေးကလျက်ခုံမှနေရာကျသည့်ရန်ကုန်သူမိန်းကလေးနှင့်အတူကန်းချေမြို့ကလေးဖူကျေရာမှအထွန်းတာဝန်ကျသည်။အထွန်းတငယ်ချင်းတွေစော့တတ်သည့်အင်တာနက်ဂိမ်းတွေကစက်ရုပ်မြို့တော်တွေလိုတောင်ကြားတွေကိုဖျက်ခါ ခုကျေရာတို့အထွန်းတို့ကြောက်ရသည် အထွန်းတို့တာဝန်ကျသည့်ဈေးဝယ်စင်တာကမြုပ်စွန်ပင်လယ်ထွက်အဝေးပြေးလမ်းပေါ်မှာဖြစ်သည် နေရမည့်နေရာကဈေးဝယ်စင်တာနောက်သောတပင်အုပ်လမ်းလေးတွေထဲ7မိနစ်ခန့်ဖြတ်လျှောက်သွားရသည့်ဝန်တန်းရက်ကွက်ငယ်တစ်ခုလမ်းဟိုဘက်ဒီဘက်မှာရှိသည့်ယောက်ျားလေးမိန်းကလေးဝန်တန်းအိမ်ပုလေးတွေကို မြင်တော့ဂျန်ကုံသူသူစာနယ်က မျက်နာတစ်ချက်ပြတ်သွားသည်အသက်ရှူမဝအောင်ယာတိဥရုကပူရတဲ့ကြားထဲနေရမှာကခေါင်းမိုးနှိမ့်နှိမ့်နဲ့အိမ်လားပူလိုက်မဲ့အဖြစ်ဘလုံနေရာကိုရောက်လာလဲမသိဘူးအထွန်းနှင်းရွယ်သူသူစာနယ်ကရန်ကုန်မှာပူပူနှွေးနှွေးចောင်းသူဘဝပြီးကပထမဆုံးအလုတ်ခွင်ရောက်သူမို့အထွန်းလောက်စိတ်အကန့်အင်အားကောင်းပုံမရသေးမမျောလင့်ပဲယောက်ျားလေးဆောင်မှာ မြန်မာစီနီယာကို တွေ့ရတော့အထွန်းပြောသွားသည်ဆရာတင်တန်းမှာအင်္ဂလိပ်စကားပြောအသွက်ဆုံးသူအဖြစ်အမြဲချီးကျူးခံရသည့်အထွန်းမှာ မနေ့ကတရက်လုံးရုံးချုပ်ရှိဝန်ထမ်းသည့်မိတ်ဆက်ပွဲ၌ကိုပြောခြင်းသည့်စကားနှစ်ခါသုံးခါထပ်ရှင်းပြရအောင် နိုင်ငံဆောင်ကအင်္ဂလိပ်စကားပြောသူတွေကြားအခက်တွေ့ချွေပြန်ခဲ့ပြီးနေရာစိမ့်မှာလူမျိုးတူစီနီယာတယောက်ရှိနေခဲ့သည်က အထွန်အတွက်အာရှရာသည့်ဖြစ်ခြင်းဘာစိတ်ကူးနဲ့လစာတထောင်စွန်းစွန်းလေးနဲ့လာခဲ့ကြတာလေဒီလောက်နေတော့ရန်ကုန်မှာပဲလို့ရောပေါ့ကွာမဆိုလစာ2000နီးပါးရတာတောင်လောက်ရတဲ့အလုံနဲ့မကလို့ပြန်တော့မှာရောက်ရောက်ချင်းစောင့်နှင်ထွန်းသည့်စီနီယာဖြစ်သူ ကိုသူရာဤစကားအထွန်းနေရမည်နေပေါ်ဝန်တန်းများခန်းကိုလိုက်ပြပြီး ကိုသူရပြန်ထွက်သွားတော့အမိုးနှိမ့်နှိမ့ ဧကွန်မေတီအခန်းထဲအထွန်ရောင်တိရောင်ကန်းခြံခဲ့ရင် စိတ်ပြန်တင်ရသည်အဝေးတင်တက်ကတော့နောက်ဆုံးနှစ်ចောင်းသားအထွန်ကရန်ကုန်မှာတော့လစာတသိန်းဝန်းကျင်ရန်ကုန်တိုက်အယောင်ဝန်ထမ်းလုပ်ရဖို့ပင် အနိုင်နိုင်စူးစမ်းခဲ့ရသူတက်ကတော့ပထမနှစ်ကတည်းကကြည်မြင်နိုင်ကန်းနာမှာညဘက်စီမော်တော်ကူလီညစေးကိုနဲ့ဘဝဆုံးခဲ့သူအထွန်က ကုန်တိုက်အကြောင်းဝန်တန်းအလုပ်ကလေးကိုပင်စိတ်တန်ဖိုးထားခဲ့ရသည်။ရာသီလစာရဲမှတောင်းကနဲမြငွေကြေးစာကိုငွေရှာရခက်သည့်စားတလင်းနေတဲ့ကမုတ်ဆိုးမအမေနဲ့ညီညီမသုံးယောက်ဖိုးထောက်ရသည်။ဘတ်စကာကနဲ့စားစရိတ်မြလောင်းကားဖို့ကြည့်မြင်တိုင်းထီတန်းလန်းရှိ ရွာဆက်ဖုန်ကြီးကျောင်းမှာကြောတနေရစာဖိုးကက်နေရသူ။ဒီလိုအထွန်းကဘဝမှာတက်စရာလှေကားကို ငွေနှင့်မထောင်မတ်နိုင်သည့်လူငယ်ပီပီ အလုတ်ချိန်ပြင်ပမှာတက်လို့ရသမျှအခမဲ့အင်္ဂလိပ်စာသင်တန်းတွေစူးစမ်းပန်းစားတက်ခဲ့သည် အမေတို့တရွာလုံးမှာလက်ချိုးရေးလို့ရသည့်တက္ကသိုလ်ကျောင်းသားဟု အမေကဂုံတယူယူ သားကြီးကအမေထင်သလိုတက္ကသိုလ်ဘွဲ့တစ်ခုနှင့်ပန်ကားအောက်အငိမ့်စားအလုတ်ကိုမှတ်မရနိုင်ကြောင်းတော့ထေတန်းအောင်စားရန်ကုန်အလုတ်ရှာထွက်လာချိန်မှာပင် အထွန်းကောင်းကောင်းသဘောပေါက်ခဲ့သည်တင်းထဲမှာ အပတ်တကုတ်စူးစားသူအထွန်းကို ချစ်ခင်သည့်ဆရာဖြစ်သူအဆက်အသွယ်နှင့်ဖွဲ့စားကငွေကြေးနိုင်ငံသားပေးရမည် UAE အလုပ်အင်တာဗျူးတစ်ခုကို အထွန်းအောင်မြင်ခဲ့သည်သူတို့ငွေလာစာ1200ဆိုတာမြမငွေ၄သိန်းနီးပါးပဲရှိပေမဲ့နေစရိတ်သွာလာစရိတ်အကုန်ပြီးစီးဆိုတော့မင်းစားတာတောက်တာချွေတာရင် 2သိန်းကျော်3သိန်းဝန်းကျင်တော့စုနိုင်မှာပါဝယ်စားကငွေကိုစိုက်ပေးထားမိဆရာကဒီလိုတွန်းအားပေးခဲ့သလိုအထွန်းကိုတိုင်ကဘုန်းကြီးเจ้าမှာကတ်နေရသည့်ရန်ကုန်နေရီကိုဆက်ဆုပ်ကြောက်ရွံ့သူပြပြဒီအခွင့်ရေးကိုပင်ဥလိုက်သေးလိုက်ဝန်တာခဲ့ရသည်ဒီလိုအထွန်းအတွက်တော့သူတဲ့လာစာနှစ်စာနီးပါးရပါသည် ဆိုသော စီနီယာကိုသူရအလုတ်ထွက်ရခြင်းကို မစင်စားတဲ့ဖြစ်ရသည် တွေ့လားလူဘဝခံနေရပြီမဟုတ်လားအခုငါတွေ့တယ်မင်းစီနီယာဆန်တိုကအသေးယုံနဲ့တက်တာတဲ့အသေးရွေးတာကြီးလုံနေပြီတမနယ်လုံးမင်းပဲယုံတဲ့အသေးကောင်တာကိုရှော်လီနဲ့ကုနေရတာမဟုတ်လားငါလားကြည့်လို့ပြောမိရင်ပြဿနာတက်မှာဆိုလို့သားအလုတ်ပင်ပန်းတာခံနိုင်ရင်တောင်အဲ့ဒီလိုလူဘဝတာတွေမခံချင်လို့ငါမလုတ်ချင်တော့တာပထမဆုံးနေ့အလုတ်ဆင်းပြီးကျန်းလာသည့်နေတစ်ပိုင်းနားချိန် ကိုသူရကဒေါနှင့်မန်နှင့်ဆိုသည်နောက်တွေ့ပါလိမ့်မယ်တခြားသူတွေမစင်းကျင်တဲ့မနှပိုင်းဂျူတီကြီးမင်းသွားရတာတို့အပင်ပန်းဆုံးအလုပ်တွေကြီးမင်းလုပ်ရတာတို့တွေ့လိမ့်မယ်ကိုလုံနိုင်တဲ့ဆိုတိုင်းလူဘဝမခံနဲ့နော်မင်းကိုမှားခဲ့မယ်ဆိုင်မန်နေဂျာမှမျှတတာမျိုးဆိုအေရီယာမန်နေဂျာလာချိန်တိုင်လို့ရတယ်ကိုသူရပြောသည်မဟုတ်ခဲ့လိုက်ရင်အထွန်းနာခံနေပေမဲ့အထွန်းစိတ်ထဲမှာတော့ အစံခန့်6လအတွင်းပြန်လွှတ်မည်ကိုပင်စိုးရိမ်နေရသည်သည်အထွန်းတို့ကနှစ်နှစ်စာချုပ်တက်တန်းနှင့်ရောက်လာပြီးအစံခန့်6လအတွင်းကိုသဘောနှင့်ကိုပြန်ခွင့်မရှိသလိုသူတို့ဘက်ကအထွန်းတို့ကိုသဘောမကျလင်တော့ပြန်လွှတ်မည်ဖြစ်ကြောင်းစာချုပ်မှာပါလေသည်ထွန်းကိုမန်နေဂျာကတက်သည့်ကောင်တာနှင့်ရေရွက်ကုန်ကောင်တာတွေမှာတပတ်စီတာဝန်ချသည်စီနီယာတွေမလုတ်ချင်သည့်အလုတ်မှန်သမျ တခါတရံတွဲဘက်လူနှစ်ယောက်စာတာဝန်ကိုပင်လူတစ်ကလေးအထွန်းကျုံလုံနေရတော်냐ကိုသူရပြောတဲ့ကဲ့သို့အထွန်းအတွန့်မတက်ဝန်ပါအထွန်းအတွက်တော့တသိထရော်လီတွေတမနဲ့ခင်းလုံးတွန်းရသေးကလည်းမကျွမ်းကျင်ခင်ထော်လီခလုတ်ကန်းဖွင့်ရင်၆တော့ညံ့မိလို့နာဒီကလွဲလျင်လုံနိုင်ပါသည်တမနဲ့လုံးလက်ဤစွတ်ကားငါးပစုံမျိုးစုံကိုကီလိုလိုက်အမျိုးစားလိုက်ခွဲဖို့ ခါတောင်အောင် ရေခဲပုံးတွေကြားရက်နေရလဲလုံနိုင်ပါသည် လူချမ်းသာတိုင်းပြည်မှုဈေးဝယ်စင်တာလူကြကြင်ညစဉ်တိုင်း3-4နာရီစက်တိုက်နားချိန်မရအောင်ပြေးလွှားနေရလဲလုံနိုင်ပါသည်မတော့အရန်စိတ်ညစ်နေပြီးအထွန်းအလုတ်စင်တာတလမပြည့်သေးဘူးတနေ့ကုန်နားချိန်ကလွဲရင် မတ်တက်ရက်ရတာအပြင်ငွေကွာတာက အပတ်တိုင်းပဲလစာတွေကအဖြတ်ခံရအောင်ပဲ။ ခမင်းစားနာကျိန်အတူတူယူပြစ်သည့်နေများထဲမှာသူစာနယ်ကမျက်ရည်တဝဲဝဲညီးတော့အထွန်းတနာရသည်ဖြူဖြူသေးသေးသူစာနယ်ကအခြားအယောင်ကောင်တာတွေမှာလဲပင်ပင်ပန်းပန်းအာရင်တုံးမလုံနိုင်သူမို့ငွေကင်အလုံးမှကြောင်းလို့မဖြစ်နိုင်တော့အထွန်းမှလည်းအကြံမပေးတဲ့ဖြစ်ရသည်အခုမှပဲပြန်သွားတဲ့ကိုသူရပြောတဲ့ရားတဲ့လာစာနဲ့မတန်ဘူးဆိုတာနားလေတော့တယ် ညဘက်လဲဂျူတီကညနေတကောင်မှပြီးပါတယ်ဆို စီနီယာတွေမစင်ကျင်တဲ့မနေ့ဂျူတီကြီးပဲခဏခဏပြောမှ နေကင်းဂျူတီတစ်ခါလောက်လဲပေးတာ နေရတဲ့နေရာလဲစိတ်တိုင်းမကြဘူးညင်ရမ်းတဲ့ချိန်အလုံးနောက်ကြတာကငွေကင်မိန်ကလေးတွေကြီးပဲမဟုတ်လားလင်းငါရောက်လောက်စုပြန်လဲအကျန်းလူပြက်တဲ့အဲ့ဒီတောအိုလန်ကိုမာကြောက်တယ်ငါတော့စာချုပ်ပြည့်အောင်ဆက်မလုပ်နိုင်တော့ဘူးအထွန်းရဲ့တလားနှစ်လအတွင်း ိန်ချသွားသည့်လူစားຫນွေကအပြုံးရေပင်မရှိသလောက်စိတ်နှလုံးညှို့ချုံနေသည်။သူမအဖေကအစိုးရရရှိဘဝမှာအငိမ့်စားယူလိုက်ပြီးမှအိန္ဒာဝန်လေးနိုင်သလောက်ထမ်းကျင်သေးကြောင်းတော့အထွန်းကိုရှင်းဖွင့်ရှာသည်။သူမနိုင်ငံရခြားလုပ်ငန်းတွင်ဝင်ရသည်ကိုဂုဏ်ယူနေသည့်မိခင် စိတ်ကြည်နိုင်အောင်အားတင်းနေကြည့်အောင်ပဲပြောပြီးမိမိသာငါနေရတဲ့နေရာတွေအလုတ်ပင်ပန်းနာတွေသိရင် ချက်ချင်းပြန်ခေါ်မှအထွန်းရဲ့နှင်းမျက်ရည်တဝဲဝဲဆိုတတ်သေးသည်အထွန်းအမေကတော့အထွန်းငွေပို့လိုက်တိုင်းမြို့ပေါ်တက်ငွေထုတ်လာရင် အထွန်းအကိုဝမ်းခွဲဤအင်တာနက် ဖုံးမတဆင့်စကားပြောရလျင် လေတန်အောင်လှစွာတက်ကြွပျော်ရွှင်နေတတ်သည်ဒီလိုအမေတန်ကြားရလျင်အထွန်းမှာပင်ပန်းသမျှပျောက်ရမည်ကြွားမှာတော့အမေလောက်ကံကောင်းသူမရှိဟုပြောစမှတ်ဖြစ်ကြသည်တည်း အမေက သားသမီးကံကောင်းလာသူ အထွန်းဒီလေနိုင်ငံရချားအလုပ်ကို အခက်အခဲမရှိရအောင်ဘုန်းကံကြီးလာသူဖြစ်တည်တဲ့အမေဒီပြောတွေနှင့်ပင် အထွန်းကတော့အလုဆာချုပ်တက်တန်းပြည့်သည်ထက်ပင်ပိုမြဲအောင်စူးစားဖို့ဆုံးဖြတ်ရသည်ငါဟာငါအလုမှမပြောရတဲ့ကြားနင့်ကိုမြင်ရရင်လေတကယ်စိတ်ဆင်းရဲတယ်အထွန်းနင်ကလေတဆိုင်လုံးခိုင်းပါနော်တနေကုန်ဟိုကထွန်း ီကထွန်းနဲ့တထွန်းနဲ့ထွန်းနေကြတာဘာဖြစ်ဖြစ်အောက်ခြေသိမ်းသူတို့ခိုင်းသမျှပြည့်ပြည့်လုံနေရတာအောက်ကြတယ်မထင်ဘူးလားဂျားတဲ့ကငါကမနေနိုင်လို့ဝင်းဝင်စွားနေရတယ်နင်းကတော့တပြုံပြုံပဲလုံနေသိလားသူစားနယ်ကမချစ်တင်ခဲ့အထွန်းကိုစူပူလင်းလဲအထွန်းမှာပြုံးနေုံကလွယ်ပြီးစကားပြန်စရာမရှိ အထွန်းအတွက်ညာစေးအကူစီမော်တော်ကူလီအလုပ်တွေလောက်တော့ဒီအလုပ်တွေက ထူပြီးခက်ခဲလာနေသည်မှမဟုတ်ပေပဲပြီးတော့သူစားနယ်စိတ်တိုင်းမကြသည့်အမိုးနှိမ့်နှိမ့်လေးပိစက်မေးဒီဝန်တန်းအိမ်ပူလေးရှိကရင်တနေရစာကအလူတန်းရှိချိန်တိုင်းနေရာရွှေ့ရွှေ့အိပ်ပေးရသည့်ထီတန်းလန်ကဘုံကြီးကြောင့်မှကြောတနေရစာထက်အထွန်းကိုစိတ်ကြေနဲ့စေသေးသည်မဟုတ်လား ကြီးမားကျယ်ဝန်းလှသည့်လေစိတ်အဆောက်အုံအတွင်းမှာအထွန်းနှင့်သူစားနွယ်စကားမပြောနိုင်ပဲတိတ်တိတ်ဆိတ်ဆိတ်ထိုင်နေကြသည်ပူဂျေရာမဒူဘိုင်းလေစိတ်အထိကားငါလာ၍လေရင်ချိန်ထက်စောစွာ အထွန်းတို့ကြောင်းနေကြသည် အိမ်ပြန်ခြင်းနေဟု သူစားနွယ်တဖော့ဖော့ပြောတတ်ပေမဲ့ဒီလောက်ထိမြန်လိမ့်မည်ဟု အထွန်းမထင်ခဲ့ အထွန်းတို့ဝန်ထမ်းစာချုပ်အရ၆လမပြည့်ခင်ပြန်ခွင့်မရနိုင်ပေမဲ့ ်သုံးလကျော်လုံးသက်သားရှိသေးသည့်သူဇာနွဲ့အတွက်အိမ်ပြန်နိုင်အောင်ဂျပန်အတွင်းမှဗီဇာရုတ်သိမ်းခြင်းကိုပင်ဂျုံဘက်ကအမြန်ဆုံးလုပ်ပေးခဲ့သည်အလုသမားကာကွယ်ရေးဥပဒေအားကောင်းသော UAE မှသူဇာနွဲ့ကြုံတွေ့ရသည့်မျိုးကို ဖုံးဖိနိုင်ဖို့ဂျုံချုပ်ကအမြန်ဖြည့်ရှင်ခြင်းပင် အထွန်းသည့်သူ့ဘေးမှာလက်ကလေးနှစ်ဖက်ဆုပ်ကကုတ်ကုတ်ကလေးထိုင်းနေသည့်သူဇာနွဲ့ကိုကြည့်ရင်သနာစိတ်နှင့်အတူ တနေ့နဲ့ဝန်နေရသည်ထိုတညကသတင်းကြကြချင်းသူစာနယ်တို့အဆောင်ကို အထွန်းအပြေးလိုက်သွားတော့ခြေပြားလက်ပြားအေးအောင်ပျော့ခွေနေသည့်မိန်းကလေးသည် အထွန်းကိုဖက်ကားတဲတဲတန်တန်ငိုရှာသည်ငါကြောက်တယ်အထွန်းရဲ့ငါကြောက်တယ်အခုငါ့ကိုအမိတ်စီပို့ပေးပါအထွန်းရဲ့စကားဘလုံးပထွေနဲ့အထွန်းကိုအာကိုရာတွေ့သည့်အတိုင်းတင်းတင်းကြပ်ကြပ်ဖက်ကား သွေယူသွေးရန်ဖြစ်နေသည့်နုနုနဲ့နဲ့မိန်ကလေးကိုစိတ်ငြိမ်စေပါတိုက်ယူခဲ့ရသည်။ကန်တီသည့်မိန်ကလေးပါပဲ။ထိုနေ့ကဖွင့်ယူသူများ၍ငွေကင်ဝန်တန်းပြက်လက်မှုကြောင့်သူစားနယ်ကမနေ့7နာရီမှည8နာရီတောက်လျှောက်ဂျူတီဆင်းရသည်။ပုံမှန်ည10နာရီဝန်းကျင်မိန်ကလေးတွေစုပြဲနေရမှ အချိန်လဲစောသေးသည်မို့ပင်မလုံးနေသူ သူစားနယ်က ဂျူဒီပြီးချိန်တယောက်ထဲပြန်ခဲ့သည် လူပြက်သည့်တစ်ဒေါ်လာအကွေမှောင်ရိပ်မှာနောက်မှဖြတ်ခနဲပေါ်လာသည့်လူရိပ်ကအကောင်သေးသေးမိန်းကလေးကိုလမ်းဘေးအမှောင်ရိပ်ထဲဆွဲခေါ်ဖို့ကြိုးစားသည်အကောင်ချစ်အော်လိုက်သည့်သူစာနှဲ့ပါဇက်ကို အမောင်ထဲမှလူမအမြန်ဆွဲပိတ်ခဲ့ပေမဲ့ခလန်းလန်းမှပါလာသည့်စင်တာဝန်ထမ်း၃ယောက်ကကြားပြီးအပြေးလိုက်လာကြသည်တပင်အုပ်ကြားပြေးဝင်သွားသည့် အမောင်လူတွန်းထုတ်ခဲ့သည့်သူဇာနယ်ကလမ်းပေါ်မှာအကြောက်လွန်ကသတိမေးမြော့မြော့နှင့်ပျော့ခွေကြံခဲ့သည်ငိုပါနေတော့ဟာ နောက်နေ့ဒီချိန်ဆိုနင့်အမေစီနင်းပြန်ရောက်တော့မှာပဲအိမ်ရောက်ရင်လေဒီကဖြစ်ခဲ့တာတွေပြန်လဲမပြောနဲ့အကုန်မေ့ပြစ်ပြီးအမေနဲ့ပျော့ပျော့ရှင်ရှင်နေငါ့အိုပါမေ့ပြစ်ထားလိုက်ငါ့အိုတတိယရင်ဒီဖြစ်ပါနင်မေ့မရဖြစ်နေုံပဲငါပြန်လာချိန်မှာနင့်ကိုလာတွေ့မယ်နော် သူမဆေးရမည်လေချောင်းလန်းဂိတ်ပွင့်သည်နှင့်အိတ်ဆွဲကထွက်သွားသောသူစာနယ်ကတဆိုင်ဆိုင်ငိုသွားသည်ဆက်လီကားပေါ်တရွေ့ရွေ့ပါသွားကသူစာနယ်ပုံရိပ်ပြောက်သွားသည့်အချိန်အထွန်းကရက်ကြည့်နေမိပြီး လေစိတ်ထဲမှပြန်ထွက်လာတော့အထွန်းရင်ထဲဝမ်းနေမှုအားငယ်မှုကြောင့်တလှိုက်လိုက်ဖြစ်လာသည်အခုငါငိုတာကနင့်ကိုတနာလို့ပါထွန်ရဲ့။ငါတည့်ရမှ မပြောခဲ့တဲ့အလုပ်ခွင်မှာ နင်တယောက်တည်းကြံခဲ့မှလေအရင်ကနင့်အတွက်ဘာမှငါမလုပ်ပေးနိုင်လဲစကားပြောပေါ်မြန်မာလူမျိုးရဲ့လို့နင့်မှာရှိသေးတယ်နင့်ကို မတရားခိုင်းကြရင်ဘာဖြစ်ဖြစ်နင်းနဲ့လောက်ဝန်းစွာပေးတဲ့ငါမရှိတော့နင်ပို့လို့တောင်သူတို့ခိုင်းဘက်ဖြစ်နေမှာပဲနင်လိုချင်တဲ့ငွေစုပေးနင်အမြန်ပြန်လာနိုင်ဖို့ငါဆူတောင်းနေမယ်ထွန်းဆိုင်ဆိုင်ငိုနေသည့်သူစားရဲ့အတန်ကိုပြန်ချရင် အထွန်းငိုခြင်းလာသည် လူစားနယ်ပြန်ဖို့ပြင်သည့်ဒီတစ်ပတ်လုံးအထွန်းလဲညဘက်လန့်လန့်တို့သည် သူတကာခိုင်းသမျှပင်မန်းတကြီးရှိခဲ့ပေမဲ့ဝန်းနေအားငယ်ဖို့အခွင့်မရှိသည့်ဘဝအခြေအနေကိုတောင့်ခံနိုင်ခဲ့သမျှလူစားနယ်ဖြစ်ရမှာတော့အထွန်းမှာပြိုလဲခြင်းသည် ထိုညကသာကဲ့သို့တွေအချိန်မီမရောက်ခဲ့လျင် တွေးမိသည်နှင့် အထွန်းစိတ်ချောက်ချရသည်တပါသူတို့မြေမှာမိတ်ကလေး အာကိုရှာသည့်တူဒီသောအင်းအားမရှိသူ သူမျက်စိရှိမှရေတိမ်နိခေယလျင်ဟူသော အတွေ့ကအထွန်းကိုညစဉ်ထိတ်လန့်စေသည်ညရေဝေဝေဝါဝါအထွန်းရှိမှမိအောင်ဆုံးပြုတ်ပြက်နေသည့်မြို့တော်ဤခမီစံပြားလာသောတိုက်တာအဆောက်အုံတွေကပြလဲလဲမှုန်ရည်ကြီးမြို့တော်တို့ရောက်ချိန်တိုင်းအိမ်မက်ဆန်အောင်မှိုင်းပြမှုန်လဲလှသောမြုံမုံလွှမ်းမြို့တော်က ညရိပ်မှာပို၍မုံဝေဝေးလေရင်တစင်ကောင်းကင်သို့ထိုးတက်သွားသည်ကိုမျှော့ကြည့်လိုက်ရင်မြုပ်ပြင် အဝေးပြေးလမ်းဘက်ဥတည်နေသော အငှားရင်ထက်မှအထွန်းကတင်ထားသမျှစိတ်လျှော့ချကာမျက်လုံးစုံမိတ်လိုက်တော့မျက်ရည်ဘူးတွေစီကြလာသည် ထိုညကအိမ်မက်တွင်မမြဲအတိုင်းပင်ကြောက်တုံးတုံးကင်လျက်ပြုံးပြော်နေသော အမေကိုအထွန်းတွေ့ရပြန်သည် စေးစေး nasal ပြည့်ခဲ့ကြတဲ့တူတူယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ ခက်ခဲရှိစီကုန်တယ်ချသွားမယ်စိတ်ကိုထားရောက်ချင်းကိုဝိုင်းလို့ကြရင်ပိတ်ထားတဲ့ကောင်တပ်ဝင်ပါပါ